ကိုရကဆလိတ်တို့အရက်တို့လိုမျိုးပဲဆွဲလန်းတက်ပါတယ်။ဒါပေမဲ့ကိုဆွဲတာကိုဆလိတ်အရက်တွေဆွဲတာလောက်တော့တားမြစ်ထားတာရှိပါဘူးနော်။ဒါပေမဲ့လည်းကိုဆွဲတာကအချင်းချာတဲ့အခါမှာတဖြည်းဖြည်းနဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်နေပါတယ်။အဆိုးဆုံးနေနေကြတော့ green ကင်ဆာဖြစ်တဲ့အကြည့်ပါပဲနော်။ဒီနေ့မှာတော့ကိုဆွဲလန်းတာကိုဘယ်လိုမျိုးဖြစ်ရမလဲဆိုတော့ကိုပြန်ပြပေးသားမှာဖြစ်ပါတယ်ရှင်။အကြောကိုဆွဲရလဲဆိုတော့ကိုအရင်ဆုံးရှင်းပြပေးချင်ပါတယ်တကယ်တော့ကိုဆွဲရတယ်ဆိုတာကအတိအကျကကိုကြည့်ကြောက်ပါ ကိုသေးကစိတ်တကြွစီနိုင်တဲ့ပစ္စည်းတွေထဲမှာနံပါတ်၄နေရာမှာချိန်ပါရနော်သူရဲ့ရှိကသုံးနေရကတော့အရန်ဂီကိုတင်းတဲ့ကဖေးပဲဖြစ်ပါတယ်။ကိုးစားလိုက်တဲ့အခါမှာစိတ်ကလန်းဆန်းပြီးတော့ပုတ်ပွားသွားပါတယ်။ကိုးစားလိုက်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ချောင်းလုံးကနှေးထွားပြီးတော့ချွေးထွက်လာမယ်၊ရှင်းတုံလာမယ်။ခေါင်းကလန်းဆန်းပြီးတော့ပုတ်ပွားသွားမယ်။အစာခံနိုင်တာဒီလိုမျိုးဝေဒနာတွေကိုခံစားရနိုင်ပါရဲ့နော်။အဲ့ဒါအပြင်ကိုယ်ကဆွလန့်တတ်ပါသေးတယ်။စားရကြရတဲ့အခါမှာခေါင်းကြည့်လန်းဆန်းဖို့အတွက်ဆိုပြီးတော့အညာထက်ပို့ပြီးတော့ကိုယ်နဲ့ကိုယ်ပို့ပြီးတော့စားလာရပါတယ်နော်။ ာရှနိုင်ငံတွေမှာဆိုလို့ရှိရင်အမျိုးသားတွေရော အမျိုးသမီးတွေမှာပါကိုးစားရတဲ့အတွက်ကြောင့်မို့လို့သူတို့တွေစီမှာက အရေးတောက်တဲ့သူထက်ကိုးဆွဲတဲ့သူတွေကပိုပြီးတော့များပါတယ်နော်ကိုးကတားမြစ်ထားတဲ့ပစ္စည်းတော့မဟုတ်ပါဘူးနော်ဆိုလိုချင်တာကအရက်တို့စလိတ်တို့ကိုပြပြတက်တက်တားမြစ်ထားရင်မဲ့ကိုးကိုတားမြစ်ထားရဲဆိုတာကတော့ရှားပါတယ်တချို့ကိုးဘာတွေရှိတဲ့အိမ်မှာဆိုလို့ရှိရင်ပေါ့နော်ကိုးအိတ်တရာအစရှိနေတတ်ပါတယ်ဒါကဘာလို့လဲဆိုရင်တော့ ကိုကိုရွတ်ထုံးလို့ရဆိုလို့ရှိရင်တဘာဝအပြင်တွေကလည်းရရှိတဲ့အတွက်ကြောင့်မို့လို့အလျင်မရှိဘူးထင်တဲ့အတွက်ကြောင့်လည်းပါပါတယ်နော်။ကိုကဆွဲလန်းစီတဲ့အပြင်ရုတ်တရက်ဖြစ်လိုက်မယ်ဆိုလို့ရှိရင်ရင်းထတဲ့လိုမျိုးခံစားရတတ်ပါတယ်။အနေငယ်စားတဲ့သူတွေရံဖာရံခါစားရသူတွေတောင်မှဒီလိုဝေဒနာတွေကိုခံစားရပါတယ်နော်။ကိုကိုရုတ်တရက်ချက်ချင်းဖြစ်လိုက်မယ်ဆိုလို့ရှိရင်အယုဆိုင်မှုတွေမကောင်းတော့ဘူး၊နေရိုးထိုင်ရိုးတွေမကောင်းတော့တာ၊စိတ်အိတ်တကြဖြစ်တာ၊စိတ်မကြည်တာ၊နှုံးတာ၊အိတ်မပြောတာဒီလိုဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ ဒါဘာလို့လဲဆိုလို့ရှိရင်ကိုယ်တိမှာပါဝင်တဲ့ဓာတုပစ္စည်းကဖောင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အာယုဇောဓာတုပစ္စည်းရဲ့အပေါ်မှာလွှမ်းမိုးမှုရှိသွားတဲ့အတွက်ကြောင့်မို့လို့ခုနကပြောတဲ့ဝေဒနာတွေကိုခံစားရတာပဲဖြစ်ပါတယ်နော်။ကုန်းဖြတ်တာကိုစေဝအကူအညီတွေနဲ့နေထိုင်မှုပုံစံတွေပြောင်းလဲပေးဖို့လိုအပ်ပါတယ်။အရင်ဥဆုံးစေဝအကူအညီတွေအကြောင်းပြပြပေးချင်ပါတယ်နော်။တကယ်တော့ကိုဖြတ်စေရဆိုပြီးတော့တင်းချာတော့မရှိပါဘူး။ဒါဘာလို့လဲဆိုလို့ရှိရင် ဘာကြောင့်ကိုယ်ဆွဲတယ်ဆိုတာတိတိကျကျမပြောနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုယ်ကိုဘယ်လိုဖြစ်ရမလဲဆိုတာသိချာလည်းမပြောနိုင်ပါဘူးเนาะဒါပေမဲ့ကိုယ်မှာပါဝင်တဲ့စိတ်တကျစေနိုင်တဲ့ဓာတုပစ္စည်းတွေဟာဆိုလို့ရှိရင်နီကိုတင်းလိုပဲအုံနောက်ရဲ့တွင်ကြီးရဲ့လှုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့နီကိုတင်းကိုဖျက်တဲ့ဆေးဝါးတွေကိုသုံးပြီးတော့ကုန်းဖျက်လို့လည်းရပါတယ်เนาะ။ထပ်ပြီးတော့လေးလံမှုတွေလောက်အောင်မှာဆိုပေမဲ့လည်းအခုလက်ရှိမှာတော့ဂျင်းနီးလန်းကတော့အကောင်းဆုံးနီးလန်းပါပဲเนาะ။နောက်တစ်ချက်အနေနဲ့ကတော့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။ ကိုကိုချက်ချင်းဖြတ်လို့မရပါဘူးเนาะဒီလိုမျိုးကိုကချက်ချင်းဖြတ်လိုက်မယ်ဆိုလို့ရှိရင်ရင်ထပ်သူလိုမျိုးခံစားရပါတယ်အချိန်ကြာနဲ့မြ мян စားရသူဆိုလို့ရှိရင်ဝေဒနာတွေကိုစိုးစိုးဝါပို့ပြီးတော့ခံစားရပါတယ်เนาะဒါကြောင့်မို့လို့ကိုကကိုစားတဲ့အချိန်ရွယ်တော့ကိုရှော့ဖို့အရေးကြီးပါတယ်ကိုတနေ့ကိုစားတဲ့ပမာဏကိုနည်းနည်းကြီးစီရှော့စားတော့ဖို့အရေးကြီးပါတယ်เนาะအင်းလိုက်တဲ့အချိန်နဲ့စိတ်မလန်တဲ့အခါမျိုးတွေမှာကိုစားမဲ့အစားတခြားနည်းနည်းတွေကိုအသုံးပြုတင်ပါတယ်เนาะနောက်တစ်ချက်အနေနဲ့ကကြတော့ကိုက ကုန်းဖြတ်မှုအတွက်ဆိုပြီးတော့ဆက်လက်ကိုအစားထိုးပြီးတော့မတောက်ပါနဲ့နော်ကုန်းဖြတ်နေတဲ့အချိန်မှာစိတ်မကြည်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ကိုအစားထိုးပြီးတော့တောက်လိုက်မယ်ဆိုလို့ရှိရင် စိတ်ကလန်းဆဲသွားတာမျိုးကိုကြုံရပါလိမ့်မယ်ဒါဘာလို့လဲဆိုရင်တော့နီကိုတင်းကြောက်ပါပဲနော်ကုန်းရောဆက်လက်ရောကဆူလန်တပါတယ်ကိုကအကယ်လို့ကုန်းရဖြတ်နေတဲ့အချိန်မှာကုန်းရမပြတ်တဲ့အပြင်ဆက်လက်ပါအပူဆောင်အနေနဲ့ဆက်ပြီးတော့ဆူလန်သွားနိုင်ပါတယ်နော်ကုန်းကိုအရင်တည်းကစားသွင်းလာတဲ့အတွက်ကြောင့်မို့လို့အနေရရှိတယ်ဆိုတော့ကိုသိပ်ပြီးတော့သတိမထားမိတတ်ကြပါဘူးတကယ်တော့ကုန်းဟာလည်း ရက်တို့ဆက်လိုက်တို့လိုမျိုးပဲဆွလန်းတက်ပါတယ်ကင်ဆာရောဂါလည်းဖြစ်စေနိုင်ပါတယ်နော်ဒါကြောင့်မို့လို့ကျွန်မအခုပြောခဲ့တဲ့နည်းနည်းလေးကိုသုံးပြီးတော့ကိုယ်ဖြတ်ကြည့်ဖို့အတွက်တိုက်တွန်းပါရစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်တွေ့မယ်နော်